်မင်္ဂလာပါရှင်ဘုရုသတ်မြာဟုသတ်မြာအတွက်6ရက်နေ့မှ15ရက်နေ့အထိတပတ်စာဟော့စတန်ဟောရီမှာဖြစ်ပါတယ်ဘုရုသတ်မြာဟုသတ်မြာရာဒီကာလမှာမျိုးအတွက်အနေနဲ့အေးချမ်းမှုစိတ်အေးချမ်းမှုရရှိမဲ့ကာလလို့ပြောလို့ရတယ်ဒါမှမဟုတ်မိတို့တွေအောင်မြင်မဲ့အရေးအယံလေးတွေအဆင်ပြေမှုအရေးအယံလေးဒီကာလမှာအပေါ်နေပြီးအဆင်ပြေတော့မယ်နောက်တစ်ခါကျတော့ ဘာတွေအဆင်ပြေမှာလဲတဲ့မြို့လုပ်ငန်းနဲ့ပတ်သက်ပြီးတိုးတက်သွားတယ်ပြောင်းလဲမှုကြုံလာလိမ့်မယ်လုပ်ငန်းနဲ့ပတ်သက်ပြီးယာရုတက်တာအလုပ်ကအပြောင်းလဲလေးကြုံလာကောင်းတဲ့ဘက်ကိုပြောင်းလဲတာဒီလိုကာလမှာဖြစ်တဲ့ပေါ့နော်အဲ့တော့ကောင်းမှုနဲ့ဘက်ကိုပြောင်းမှုအတွက်ကိုဒီကာလမှာရှိနေပြီအထက်လူကြီးရဲ့တဦးရဲ့အကူအညီဆောက်ရှောက်မှုများရရှိတတ်တယ်ကိုကပြိုင်လိုင်းအောင်နိုင်မဲ့ကာလလို့ပြောလို့ရတယ်အဲ့တော့အပြိုင်ဆိုင်ပေါ်တယ်ပြိုင်လိုင်းအောင်နိုင်မယ်မိမိတို့စိတ်ထဲမှာယုံကြည်ချက် အေဂျင့်နဲ့အရာကိုရရှိဖို့ဆိုတဲ့အရာလေးရရှိလိမ့်မယ်အဲ့တော့နောက်တစ်ခါကျတော့ပျော်ပဲပျော်ပွဲခရီးသွားတာမျိုးမိသားစုနဲ့ချစ်ခင်ခင်ဒီကာလမှာနေရတာမျိုးဒီကာလမှာကြုံတွေ့ရတဲ့ချစ်ခင်မျိုးမိသားစုချစ်ခင်မျိုးဒီကာလမှာရရှိတတ်တယ်ပေါ့နော်နောက်တစ်ခါကျတော့ငွေချင်းနဲ့ပတ်သက်ပြီးတော့လက်ရှိမှာမရှိနေပါစေ။အိုးဒီကာလမှာငွေချင်းရရှိလာဖို့ကံရှိတယ်။အော်ငွေချင်းနဲ့ပတ်သက်ပြီးတော့ငကူမရရှိတည်တဲ့ငွေရရှိတာအဲ အတက်လူကြီးတဦးရဲ့ကုညီမှုကြောင့်ဝေရရှိတာမိမိဒုက္ခရောက်နေအောင်တောင်းလို့ရှင်တောင်းလို့လွယ်ကူရရှိတာအဲ့တော့ဒီကာလမှာငွေကန်အားနဲ့ကြည့်မယ်ဆိုကောင်းပါတယ်တိလားအဲ့တော့နောက်တစ်ခါကျတော့အချင်းနဲ့ပတ်သက်ပြီးဒီကာလမှာနည်းနည်းလေးပြဿနာရှိတယ်ဘယ်လိုပြဿနာရှိလဲဆိုကိုကြောင့်မို့လို့ကိုယ်ရဲ့ပါဒနာအနေနဲ့ပြဿနာတက်တာမျိုးဒစိမ့်နေနေပေါ့နော်ပြဿနာတက်တာမျိုးနောက်တစ်ခါကျောင်းကိုယ်ရင်းနှုတ်ကြားထဲမှာတူးဝင်ရောက်လာလို့ပြဿနာတက်တာမျိုးပြဿနာလေးတွေအနေနဲ့ဒီကာလမှာရှိတယ် တော့ဟိုပြောမှဆိုလို့ရှိရင်ကြောက်ခိုင်းသွားတက်တယ်လမ်းခွက်ရတက်တယ်နော်ဒီကာလမှာဖြစ်ပြောမှဆိုလို့ရှိရင်တဦးနဲ့တဦးညီနေနိုင်နဲ့သွားတဲ့ကာလမျိုးတွေမှရှိရဲအဲနောက်တစ်ခုကကြတော့အဓိကခွဲခွာတက်တယ်နောက်တစ်ခုကကြတော့ဘယ်လိုလဲဆိုလို့ရှိရင်ကိုယ်ကငွေကြီးရှာလို့ထွက်ခွာတာမျိုးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးနည်းနည်းလမ်းခွဲဖို့လမ်းခွဲဖို့ဆိုတာဒီလိုမျိုးပေါ့ခွဲခွာဆိုတာလည်းလုံးလုံးဝဖို့လမ်းခွဲဖို့နှစ်ခုလုံးဒီကာလမှာရှိတက်တယ်အဲ့တခုမို့တခုဖြစ်တက်တယ်ပေါ့နော်အိနာဝိကံ အိမ်နောင်ရင်းနဲ့ပတ်သက်ပြီးတော့ကြောအမျိုးသားကိုမချစ်တော့မချစ်တယ်။ဒါပေမဲ့သူ့ရဲ့အလုပ်ကိစ္စမှုလို့ကိုထားခဲ့တာမျိုးပြောတော့ကွာဒီကာလမှာသူ့အလုပ်တွေနဲ့သူရှုပ်ပြီးကိုဥပိ္ပခပြုနေတာမျိုးတွေကြုံတွေ့ရတတ်တယ်။ပြောမှဆိုသုံးနဲ့လေးလို့ပဲသူတို့နေင်းနဲ့ဝေးတယ်လို့ခံစားနေရတတ်တယ်ကာလလို့ပြောလို့ရတယ်ပေါ့နော်။နောက်တစ်ခါကျတော့အစမိုင်းနေနဲ့ပတ်သက်ပြီးတော့အရင်ခေါင်းချုပ်ဆရာမျိုးကြုံရတတ်တယ်။အအချိန်တိုင်းကိုယ့်ရဲ့ခေါင်းထဲမှာအတွေ့အကြုံနဲ့ခေါင်းမှုခေါင်း ုံမျိုးကြီးဖြစ်တဲ့။နောက်တစ်ခုကကြတော့အင်းနှလုံးရောဂါဖြစ်တာမျိုးအအစာအိမ်လေနာဖြစ်တာမျိုးတွေတုံတွေ့ရတဲ့။အဓိကတော့မအဓိကနေနေအစာတောက်စားတာအဓိကပြောစင်ရင်စားတောက်ပြီးပါအချိန်ကာလအစာပေါ့နော်အချိန်ကြာအချိန်မစားဘဲနေတာမှဖြစ်တဲ့ပေါ့နော်။အဲ့ဒါမျိုးအချိန်လေးနဲ့စားတာမျိုးလုပ်ပြီးနောက်တစ်ခုကကြတော့အဲ ဟိုအိမ်အောင်ရှင်မရဲ့အိမ်အောင်ရှင်အမျိုးသမီးရဲ့သလို့ရှင်လက်ကိုဓာတ်ထိတာမျိုးလေးကြုံတွေ့ရတဲ့ပေါ့နော်အာကျမရဲ့ပတ်သက်ပြီးအစိုးရတော့မရှိမယ်အနေငယ်အဲ့လိုထိခိုက်တဲ့အမျိုးလေးဖြစ်တဲ့ကာလမျိုးတွေမှာပါတယ်အဲ့တော့ အဓိကကအဓိကကမှငွေချင်းဝင်လာဖို့ရှိတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့အဲကစားတာမျိုးပေါ့နော်။ချိတာငှားတာအာမခံပြီးခြင်းဆိုတဲ့အရာတွေဒီကလာမှမလုပ်လို့ကောင်းလေပဲ။လုပ်မယ်ဆိုလို့ရှိရင်တော့ပြန်မရရှိတတ်ဖို့အာတမျောလေးလေးဖြစ်နေတတ်တယ်ပေါ့နော်။တမျောလေးလေးဖြစ်တဲ့ကဲလို့ခံစားနေရတတ်တယ်။အဲ့တော့ပြောမစို့ငွေချင်းကန်အားနဲ့ပတ်သက်ပြီးတော့ကြည့်ရောကန်ကောင်းတဲ့တော့ပြောင်းလဲနေတာချိငှားလို့လို့မရဘူးနော်။ပြီးတော့နောက်တစ်ခုက ဲ့တော့ကိုနဲ့ချစ်ခင်ဆိုတာခင်မရေးနှစ်သူရဲ့အထင်မြင်လွဲမှုမျိုးဆိုတာဒီကာလမှာခံစားရတဲ့အဲ့တော့မို့အတောင်းရတခုမို့တခုအသေးလေးရအစပေါ့ဂရီသားအစ်စ်နဲ့ပေါင်းသင်းလေးနဲ့ကာလမျိုးတွေမှာရှိတယ်ပေါ့အဲ့တော့ကြံစမောင်နဲ့ချင်းမဲ့ဆိုလို့ရှိရင်အစိုးဝိုင်းမရှိဘူးတအားကြီးကောင်းမွန်နေရမျိုးတော့မဟုတ်အစိုးဝိုင်းမရှိဘူးအဲ့တော့ဒီကာလမှာလှုပ်ဆောင်တဲ့မိမိရဲ့ကံအခိုက်အယဉ်တွေပြပြပြီးကောင်းကျိုးချမ်းသာတွေရရှိဖို့အတွက်လှုပ်ဆောင်တဲ့ရေရာကကြတော့ကျမတို့ပကံနဲ့တစ်ချက်မှာငါတို့ ကျေပုံစံမျိုးလေးဆွဲလိုက်ဆွဲပြီးသွားတဲ့အခါကျလို့ချလို့ရှိရင်ငါးတော့ကျေပုံဆွဲမယ်ဆွဲပြီးကအဲ့ဒီအလေတဲ့တဲ့ကနေဖျားလိုက်ထုံးအောင်ပါ အဲအဲ့ဒါငါတို့ကျေရဆွဲရလွယ်ကူတယ်ပေါ့နော်တကယ်လို့မို့လို့ခုနှစ်ဆင်းခုနှစ်တောင်ကျေကိုဆွဲနိုင်တဲ့သူကြတော့ခုနှစ်တောင်ကျေဆွဲပါဆွဲပြီးနောက်မှာအလေတတဲ့ရဖျောင်းနိုင်ထုံးပြီးတော့ထုံးညစ်ပူစောဆူတောင်းတဲ့ရေရာလေးလုပ်ပေးပါအဲ့ဒါကြဘာကိုတောင်းတာလဲဆိုမိမိတို့ရဲ့အိမ်နာဝေးနဲ့ပတ်သက်တဲ့ခိုက်နေညံ့နေတာမိမိတို့ရဲ့ငွေချင်းနဲ့ပတ်သက်ပြီးကြန့်ကြာနေတာမိမိတို့အလုပ်ကိမှာအဆင်မပြေဘူးအဲတယောက်ရဲ့မှုတ်တယောက်ကဝင်နှောက်နေတာမျိုးလေးတွေကောင်းသွားနိုင်တယ် ကောင်းသွားစေတယ်အဲပုံမကောင်းမလို့ရလက်ကောင်းလေးရရှိစေပေါ့နော်အဲ့တော့ဘူရူသမီးရာဟုတာတိမိချင်းများအားလုံးအေဂျင်တာပြောရှိတော့ဘွားလေးရရှိနိုင်ကြပါစေဆန္ဒနဲ့ဘွားတထထဲကြပြီးတော့မိတို့ဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်မြအောင်မြင်နိုင်ပါစေရှင်ကျေးဇူးများအိုက်တင်ပါတယ်ရှင်